ိမ်မေကတော့ဘူးပြန်ကောင်းတယ်မနော်လက်တွေ့မှာဖြစ်နေရရဆိုရှင်နဲ့တစ်ခုအပ်တယ်ဆိုရင်လက်ခံလိုက်ပြီဆိုတာကျွန်တော်ကဒီမျိုးအများကြီးတွေးရတယ်အဲ့ဒီကကျွန်တော်တို့ကဒီစားပစ်ပေးနေရတာဖြစ်တဲ့အတွက်ဒီ customer နဲ့ကိုယ်နေရလို့မျိုးနားလည်မှုရင်ယူရတယ်။ရှင်တစ်ခုတည်းမယ်ဆိုရင်အားလုံးပတ်ပတ်ဝင်ချင်မှာအများကြီး ကစုံတဲ့ဖြစ်မှာရှင်တစ်ခုကျွန်တော်တစ်ခုဖြစ်လာပါတော့เนาะအကောင်လုံးကိုနားလည်မှုရှိရမယ်အကောင်လုံးက communication ပေါ့เนาะ communication ကောင်းရတယ်အကောင်ခင်မင်းမင်းရင်းနေရတယ်ဟော collagen နာကိုလည်းဆိုပြောလို့မရဘူးပေါ့เนาะ collagen နဲ့ရာကိုလည်းကိုပြောချင်တဲ့ရာကိုတခြားနားလည်အောင်ပြောရတယ်ဟောတို့လိုချင်တဲ့ဟာကိုလည်းအကောင်လုံးကကိုယ်စဉ်းစားနေနေနဲ့နားထောင်ပြရတယ်တခြားနားထောင်ပြရဟောနားထောင်ပြီးတော့ဒီ customer တို့လိုချင်တဲ့ point နဲ့ collagen နဲ့ point ကိုအေးအေးချမ်းချမ်းဆွေးနွေးတယ်ပေါ့เนาะဆွေးနွေးမှုမှာတော့အဥပွင့်လည်းကြွားရဲကမောက်ကမောက်လည်းရှိကောင်းလည်းရှိမယ် ားလုံးမင်္ဂလာပါကျွန်တော်ရဲ့ focus အစီအစဉ်လေးကဒီတစ်ပတ်လေးအစ်ပြန်ကြလို့လာပြီပေါ့နော်ဆိုတော့ဒီတစ်ပတ်ကတော့ကျွန်တော်ကျွန်းကျဉ်းချားလေးဖြစ်တဲ့မြန်မာပြည်မှာတိတ်ပြီးတော့ရင်းနှီးမှုမရှိသေးတဲ့ stylist ဆိုတဲ့ကဏ္ဍအောက်ကနေလည်းတွားထားပါတယ်သူကကျွန်တော် fake ခေါ်ခြင်းနဲ့ညီလေးလည်းဖြစ်ပါတယ်ဒီကငံချက်လို့ခေါ်ပါတယ်တရားညံတစ်ခါကျတော့သူကမြန်မာပြည်မှာဆိုလို့ရှိရင်လည်းဒီ stylist တွေထဲမှာတူပါဝင်ဖြစ်သလို fashion designer တူလည်းဖြစ်ပါတယ်သူနဲ့ပတ်သက်ပြီးတော့စကားပြောဖြစ်ပြရအောင်ကျွန်တော် focus ပြန်ဆက်ပြီးတော့နားဆင်ပြီးတော့ fake ခေါ်ခြင်းပါခင်ဗျာ ေးနေတာမများပါဘူး။ဒီကအခုဆိုလို့ရှိရင်ဒီ fashion designer ဟော stylist ဆိုရဲနောက်စင်းနေနှလုံးအောက်ကရင်ရက်တည်နေပေါ့။ဆိုတော့အဲ့ဟာကြီးအားလုံးမဖြစ်ခင်မှာတမန်ကောင်းတဲ့ဒီဟာရန်ထက်ဆိုတာဘယ်လိုမျိုးလဲ။ဘာလို့ဒီဟာကြီးဖြစ်လာလဲဆိုတာကိုပြတ်ပြပြောပါအောင်။ဟုတ်ကဲ့ဗျ။အာကျွန်တော်ကအခုလိုမျိုး designer နဲ့ style လုပ်မယ်လို့အာအိမ်မတော်မရှိဘူးကော။လှုပ်ဖြစ်လိမ့်မယ်လို့လည်းမထင်ဘူး။ဒါပေမဲ့ဘလို့ဖြစ်လာလဲဆိုတော့ Brahma Vets ကြီးအကြောင်းတက်တယ်၊ Second Year အကြောင်းတက်တယ် လူစကန်ရမှလည်းကိုဗစ်တွေပြကြတယ်။ဘာမှလုံးဆရာမရှိတော့ဘူးနော်။အရင်တော့လုံးချင်တဲ့အရာတော့တခြားကေဗင်ကူအနေနဲ့လုံးချင်တယ်။ဥမာကေဗင်လုံးချင်တာဖြစ်တဲ့အတွက်ကျွန်တော်အရင်တော့ကကြတော့ကေဗင်ကူနဲ့ပတ်သက်တဲ့အရာတွေတက်တယ်ပေါ့နော်။တင်တန်းနဲ့ communication ဘိုင်းနေဒီ communication ဘိုင်းကိုလုံးဝတက်တယ်ပေါ့နော်။တက်တဲ့အရာမှာအရင်ဖြစ်ချင်တာအလုံးကအဲ့ချိန်မှာကိုဗစ်ဖြစ်သွားတဲ့အချိန်မှာကျတော့မလုံးဖြစ်လိုက်ရအောင်ပေါ့နော်။မလုံးတဲ့ခါကျတော့ဒီကိုဗစ်တွေပြန်ကောင်းတဲ့အချိန်ကျရင်ဖိုင်မလားဆိုတော့မတော်ဘူးဖြစ်ပြန်။အဲ့ချိန်မှာကိုဗစ်ကလာမှအိမ်မှာနေရတယ်။ အပြင်ထားတဲ့ခါကျတော့ကျွန်တော်အရင်ပြင်းတာပေါ့အဲဒါကိုဆိုလုံးဝဘာမှမလုပ်ဘဲနေတတ်ဘူးအဲ့တော့အိမ်မှာဗာရှိလဲဆိုတော့အမေရဲ့ဆက်လေးရှိရပေါ့နော်အမေရဲ့အချုပ်ဆက်လေးလို့လုံးဝဒီရိုးနေနေနဲ့ခြေထောက်နဲ့နေနဲ့ဆက်လေးအဲ့ဆက်လေးကိုတက်နေရပေါ့နော်အဲ့ချိန်မှာအမေကသူကအဲ့ဆက်ကကြာသူလည်းမချုပ်ဘူးတော်ပါလားလို့ဆိုတော့သူအဲ့ဟာကိုအပြဲပါလို့ဖို့ဆိုပြီးတော့ထားတာထားတာအပြဲပါလို့တဲ့ဟာကိုပဲကျွန်တော်ကတက်နေတာပေါ့နော်တက်နေတာဆိုတော့ပြင်းတဲ့ခါကျတော့ တက်နေတဲ့အမေက59လောကနေနေနဲ့လောကငါအတေကျိုးပဲသူကတစ်ခါတစ်ခါအဲ့ချုံရင်တော့ပြန်ပြန်ပြင်ရတာလေအပြင်စရာခေါ်ရမှာဆိုကျွန်တော်ကိုပြင်းချုံပြင်းချုံအာနဲ့ကျွန်တော်တက်တက်နေတာတက်နေတက်နေနဲ့အာနှစ်ခါလောက်နေနဲ့အတေရလို့တခြားသူကြောင့်ကျိုးရဲအလုံးကမနေမခံအောင်အနောက်နေ့ကကြောင်းအမေကဘာမှပြောမနိုင်တော့ကိုလို့ရှိရင်လုံးဆုံးတက်ထားရကြအဲဒီချိန်မှာကျွန်တော်အွန်လိုင်းကနေပြီးတော့ကိုဗစ်ကာလမှာအွန်လိုင်းကလပ်စီရဲ့ဒီဇိုင်နာအတန်းနဲ့တော့ တသောင်းဝဲလာပေးပေးရ online ကနေပြီးတော့ဆက်လိုက်တယ်ပေါ့နော်အဲချုပ်တဲ့ပတ်တံတွေပါတင်ပေးရချုပ်နေချုပ်ရတင်ပေးပေါ့ကျွန်တော်ပြင်းတာဆိုတော့အဲဟာကိုဒီကို join လိုက်တယ်ပေါ့နော် class ကို join လိုက်တယ် join ပြီးနောက်ပိုင်းမှာအဲ class ကိုကျွန်တော်ကြီးလာဖြစ်တယ်ပေါ့နော်တော့အရာကနေပြီးတော့ set star နေပဲလေးလာဖြစ်တယ်လေးလာပြီးနောက်ပိုင်းမှာမျိုးမျိုးကြားလေးကြားလေးပိုင်းပေါ့နော်ချုပ်ဖြစ်တယ်ပေါ့နော်ချုပ်ပြီးနောက်ပိုင်းမှာ အဲအဲစချုပ်တယ်ပြမောင်းထည့်မှာချုပ်ပြီးတော့ဥမာ post တင်လာရယ်ပေါ့နော်ကိုအကောင့်မှာ post တင်လာဟောတင်ငယ်ချင်းကအင်ဂျင်ပဲလို့ဖြစ်တာချုပ်တာပေါ့နော်လှရယ်ပါညာပြောတဲ့ခါကျတော့နင်းနဲ့အားနေမဲ့တူတူ find find ရောရောင်းရောင်းရပါတော့ဗောနော်ဒီနောက်ကတစ်ခုနေလဲအခုလုံးလို့ရတယ်ဗောနိကတင်လဲမစိုးရောင်းလို့ရတယ်ဆိုတဲ့ခါကျတော့ကျွန်တော်စပြီးတော့သူ့ကိုပေးဝင်ကြည့်ရတငယ်ချင်းကတငယ်ချင်းတော့မလာမသိဘူးခါကျရဲ့တော့ကိုပေးဝင်စီရနေပို့လိုက်ကြရောင်းပို့လိုက်ကြပို့ပြီးတော့ပေးဝင်တဲ့ခါကျတော့အစင်ကြီးရောတငယ်ချင်းစင်ကြီးရနေနေ ထောက်ရအောင်ကြည့်ပါဒါအဖြစ်အပုံဝင်လေးရပါတော့ဒီကိုဗစ်ကာလမှာပြင်းနေတူတူဒါကျွန်တော်နေပြီးတော့ဒီဇိုင်းကောက်ကိုဆွဲဆွဲဆွဲပြီးတော့ဒီကွာလည်းကျွန်တော်ကျောင်းမှာတော့ပြည်ဆွဲပြည်ဆွဲခါကျတော့ဒီ fashion mind နဲ့ဒီဒီ style mind ကိုစိတ်ဝင်စားရပါတော့နည်းလေးလုပ်ဖို့လွယ်သွားပါဘော sketch ရှိပါဆွဲခါကျကျွန်တော်တပို့ပြီးတော့ဆွဲရပို့ဖို့လွယ်သွားပါတော့ idea ရှိတာကိုချက်ချင်းပတန်ချပြီးတော့ချုပ်တယ်ပေါ့နော်အစားထုတ်တဲ့ကောင်မှာပရမအောင်ဆုံး post ကတကယ်ချင်းနေရလို့ sporting ပြင်မှုနဲ့တူ ပေါက်သွားတယ်ဗောနော်ပေါက်သွားပြီးအခါမှာကျွန်တော်ကဒီလိုအထက် limited အနေနဲ့လော60 60တော့ထုတ်ပြလိုက်တယ်ထုတ်ပြတဲ့အချိန်အဲ့ချိန်မှာကျွန်တော်ဒီဒီရောက်ဘာမှမသိဘူးဗောနော်ဒီလောကအကြောင်းလည်းဘာမှမသိဘူးအဲ့တော့ဟိုချုပ်ဖို့လို့လူခွာမဲ့အရာလည်းမသိဘူးအနေမှာဖြစ်တဲ့အတွက်ဒီလောကကိုတကာမတွင်ချင်သေးဘူးအဲ့ချိန်မှာကော့ဘူးချုပ်ရအဲ့ချိန်အင်အားအမောင်ကြောင်မြူးတခိုင်းအမေကြောင်တော့အင်းကြီးတခိုင်းလားလောကသူညံ့နေတဲ့တင်တယ်အတင်ပြီးတော့မြူးကိုတိုက်ခိုင်းတယ်အဲ့ချိန်မှာအမေကနေပြီးတော့ ဥပရမှာသူကလည်းကိုတာလုံနေခါကျတော့သူလည်းမပြောမကြိုက်ဘူးကွာဇာတ်လည်းမကြိုက်ဘူးဒါပေမဲ့လည်းကိုတာလုံရသူ enjoy ဖြစ်နေအောင်မြင်တဲ့ခါကျတော့သူကပေးလို့လားပေးမတားရတော့ဘူးပေးလို့လားအဲ့ဒီမှာအထယ်60ပရမကောလဂျင်ထွက်တယ်ရောင်းရတယ်။နောက်ဒုတိယကောလဂျင်ထွက်ထွက်တယ်။နောက်ကောလဂျင်နှစ်ခုလောက်တော့ထွက်ပြတယ်။ရောင်းတဲ့ခါကျတော့ကျွန်တော်ဝင်နေကြရအရန်ပြန်လာတော့ကပို့ပို့ပြန်ပြီးတော့မေးလိုက်တယ်ပေါ့နော်။ ကိုကဘာလို့ရှင်းတာလဲကိုလို့ရှင်းတာကိုကျွန်တော်တခုလုံးမယ်ဆိုအရင်မေးရပါတော့မေးရအောင်ငါဒီအိမ်လုတ်တဲ့အရာမှာငါပြောလားဟောကိုကကျွန်တော်ကကျွန်တော်ကျွန်တော်လုတ်တဲ့အရာတိုင်းမှာပျော်မလုတ်တာပေါ့နော်ပျော်မပျော်မလည်းအလုတ်က enjoy ဖြစ်တဲ့ခါကျမှပို့ပြီးတော့တွေ့တာပါဘူးနော်အဲ့အမြင်တွေ့ရအခုကျွန်တော်မပြောတော့မလို့ဘူးအဲ့ချိန်မှာတော့ထဲမှာစဉ်းစားတာငါတို့ငါလုတ်ရှင်းတဲ့အရာလေဒီလို အိမ်မှာထိုင်ပြီးတော့ဘယ်မှမသွားဘဲနဲ့ချုံနေရမဟုတ်ဘူးကိုကကြတော့ပတ်သွားခြင်းလားခကြီးရပါပြီပတ်သွားတငယ်ချင်းနဲ့ပတ်သွားအဲငယ်လဲငယ်သေးရလို့ရှင်နေရတယ်အိမ်မတရားလည်းရှိရခါကြတော့ off လို့ပတ်သွားခြင်းတော့ဗောဒီမှာလို့ငါဆုံးလိုက်တာဗောအမြန်လို့ဖြစ်နေဆိုရင်ငါလို့ဆက်တလုံးလို့ထိုင်ပြီးတော့ဘယ်မှမသွားအိမ်ကြီးလည်းရှုပ်ပြရမှာငါတော့လုံးဝအဆင်မပြေဘူးဗောနော်အဲ့ဒါကိုတိကျပြီးပြီးတော့ကျွန်တော်ကမလုပ်တယ်ဆိုတော့ဘာလို့ငါမပြောတော့ဘူးဗောငါလုပ်တော့ဦးဆိုပြီးတော့ လုံးတော့မစုံဘူးလုံးတော့မစုံဘူးလောက second second collection မှာနားလိုက်ကြနားပြီးတော့အဖန်သွားကြည့်ရပါတော့ဖန်ကိုတကယ်ချင်းနဲ့ခေါ်တော့အလေသွားရပါတော့လေသွားတဲ့အချိန်မှာဖန်ကဘာကြီးကျွန်တော်ကဒီ hotel wine နဲ့ဒီ communication wine ညာနဲ့ကိုယ်ကဒီလိုမှတက်တာရှိတာဖြစ်တော့ကိုယ့်တက်ကတော့ ready လို့နော်အဲ့ချိန်မှာ ဟိုတယ်အသင့်ပွင့်တယ်ဟိုတယ်အသင့်မှာဗာလဲဆိုဟိုတယ်အသင့်မှာသွားလေ reservation 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 မှာလူတွေခေါ်ရဲပေါ့နော်အဲ့တော့အချိန်မှာကျွန်တော်ဟောငါဒီငါလုံးမဲ့ငါလုံးရှင်တဲ့အရာနဲ့ဒါ communication ဘိုင်းနေလဲဆက်ဆက်မှုရှိရဲဟောငါငါတို့ထွန်စူးစမ်းကြည့်မယ်ဆိုရင်ငါတို့ကတနည်းအားမှာအောက်ပြဖြစ်မှာပဲဆိုရဲအရာနဲ့ reservation မှာ reservation ညဝင်လောက်တယ်ပေါ့နော်အချိန်မှာလည်းဝင်လောက်တယ်ဟုတ်တဲ့ခါကျဘာဖြစ်လာလဲဆိုတော့အချိန်မှလည်းလို့ဘာဖြစ်လဲစကုတ်ကိုပြန်မေးပြန်အောင်မေးဖို့ထုတ်ပြန်အောင် ငါဒီအလုပ်ကိုပျော်လာပျော်လာဆိုအဲ့မှာဆိုပြောပြရအောင်ဘာလို့ပျော်ပြန်လဲဆိုတော့ကျွန်တော်အားလို့ပြောလူဆက်ချင်းမှာကွာလို့ထိုင်ထားပဲလုပ်နေတယ်တနေကုန်ဟိုဒူတီတောင်းခွင့်ရှိတဲ့အချိန်မှာအဲတောင်းကျူကျော်ကထိုင်ထားရဲအဲ့တဲ့ information ပေးရဲထိုင်နေထားရဲပြီးတဲ့ခါကျရင်ပြန်ပြီးတော့ဒူတီအောင်နားရဲပေါ့နော်တနေကုန်ဒီတောင်းတောင်းကျူတူရရေပက်နေရအောင်ကုတ္တရာရန်ဘုံင်းဖြစ်လာစုံဘုံင်းဖြစ်လာအချိန်မှာစဉ်းစားငါဒီတူကြီးရအဲ့လိုမျိုးငါစားချင်နေရမဟုတ်ပြန်အောင်ပေါ့နော်အချိန်မှာရှင်းလာလောက်ပြန်လိုက်ပြီးတော့ ထွက်ပြသွားကြတယ်ထွက်ပြလိုက်တယ်ပေါ့နော်ကျွန်တော်ကထွက်ပြလာကျွန်တော်မပြောတော့ပြန်ခါကြအောင်အဲဒီရောက်ကြရပြောပြောပြခါကျွန်တော်မပြောတော့ဘူးပေါ့နော်အော်အရင်လည်းသူကကိုယ်ရမ်းကြိုက်တာပေါ့ကျွန်တော်ကကိုယ်ကအနေနဲ့တွက်တဲ့ခါကျတော့သူကလည်းကျွန်တော်ကိုယ်ပေါ့နော်မထွက်စေချင်ဘူးမထွက်စေချင်တော့လောက်ပေါ့နော်ဘာလို့ထွက်ချင်အောင်ပေါ်ဖို့ကြံကျွန်တော်လည်းပေါ့နော်လူအတက်ကလည်းငငယ်ငငယ်တော့ပေါ့နော်အော်အတန်းရှိခဲ့ချိန်မှာ ကိုလို့ရှင်တဲ့အရာတွေ experience ပါလေဟုတ်တယ်ဟုတ်တယ်ကျွန်တော်တွေ့ထားတဲ့အရာတွေကဘာကိုကိုကကြတော့လေကိုလို့ရှင်တဲ့အရာတွေလို့အရင်မတွေ့ဘူးဆိုတော့လုတ်လိုက်တယ်ဒါပေမဲ့ဖြစ်အောင်လုပ်တယ်ဒါပေမဲ့ဖြစ်အောင်လုပ်ဖို့အတွက်ကကံအားလဲပါလာအောင်ပြောတတ်ဘူးတတော်များလုတ်ဖြစ်တယ်ပေါ့နော်စူးစမ်းစူးစမ်းဖြစ်တယ်ဟောစူးစမ်းဖြစ်တဲ့အရာလဲလုတ်ဖြစ်တာများတယ်ဒါပေမဲ့လို့ဘဝမှာတော့တန်တာပေါ့နော်လုတ်ရှင်တဲ့အရာလုတ်ခဲ့ရပေါ့နော်အဲ့ချိန်မှာအဲနားပဲနားပြီးတော့ အာရန်ကုန်ကပြန်လာတယ်။ရန်ကုန်ပြန်လာတာမှာဟိုဆိုင်နာကိုငိမ့်ကိုပါနေပြီသူ assistant ဆိုင်နာကြီးသူဖောင်နေခေါ်ရဲပေါ့နော်။ခေါ်တဲ့ခါကျတော့ကိုကပြန်ပြီးတော့ဟောငါတို့အညောင်မတလောက်နားရည်တည်ရနားနောက်အဲ့တော့ငါအလုံးမရှိပဲလို့နေနာဘူးပေါ့နော်။ဒီဆိုင်နေလို့ဦးနောက်ကသူ့ရဲ့တို့ပြေတော့ time မှာစကုတ်ကိုလည်းစိုးရဲ။အဲ့ဒီမှာလို့ဟောဆိုင်နာကတော့ငါမလုချင်တာတော့မှန်တယ်။ဘုက္ကတော့မင်းကထုတ်တယ်။ဟောငါငိမ့်ကတော့ဖောင်ခေါ်တာတလောက်လောက်ခေါ်တာ။ တလအောင်စဉ်းစားလောမရှောက်ဘူးတင်ထားတလအောင်နောက်ဆုံးတလအတွင်းမှာကျွန်တော်ဟဲ့တော့တလအောင်တော်ရှိပြီပေါ့နော်သူဘာလို့သူမရသေးဘူးလားပေါ့ငါလို့ trying တင်နေတယ်ပေါ့နော်ကန်တရားကဒီအလုပ်ကိုပြန်ပြီးတော့လုပ်စေချင်တာလားမသိဘူးပေါ့ဆိုရဲအရာနဲ့ကျွန်တော်ပြန်ပြီးတော့ဒီ designer ကိုရင်းကိုစီမှာအစစ designer နဲ့ပြန်ပြီးတော့အလုပ်ဝင်ခဲ့တယ်။အော်သူအားခေါ်ရင် နော်ရသွားတဲ့အချိန်မှာအလုပ်ဝင်ဖြစ်တယ်ပေါ့နော်အာနောက်ပိုင်းအလုပ်ဝင်နောက်ပိုင်းမှာတကယ်တူအားလုံးဟိုနက်ဝက်ကကိုတစားကိုညောင်းကနက်ဝက်ကကြီးတဲ့ခါကျတော့ကျွန်တော်ရုပ်သွားတဲ့ခါကျရင်ဒီဒီကိုဆရာလည်းဖြစ်တဲ့ခါကျတော့သူရဲ့ခင်မမှုနဲ့အတူလုံးဝပို့ပြီးတော့ ကျွန်တော်ဇာတ်လမ်းဖြစ်လာတယ်။အော်ဇာတ်လမ်းမှာတော့မြန်မာမင်းကြီးနဲ့လည်းပို့ပြီးတော့ဆောင်ပြေးလာရတယ်ပေါ့နော်။ဆောင်ပြေးလာတဲ့အခါမှာအခုတည်း chance တွေကပိုများလာတယ်။အဲဒီမှာကိုယ့် creation နဲ့အတူအာပို့ပြီးတော့ဒီ network မှာကျင်နေတာပေါ့နော်။အော်ကျင်လာတဲ့အချိန်မှာကိုကအဲဒီချိန်မှာကိုယ့်အမျိုးပြန်ထုတ်လာပြန်နောက်ဆုံးနေတဲ့မျိုးပြန်ထုတ်လာတယ်။အော်ဒီချိန်မှာနင်းပျော်လာဆိုပျော်လာတယ်။ပြောလာရအောင်ကိုကိုရှောက်ခွင့်ရှိသွားပါဘောเนาะအဲကျွန်တော်ကဒီဟော style ချို့ကမြေ style လုံးမှာဇန်လုံးမှာလာဒီနောက်ခုကကြာတော့ကိုတက်ကဆက်ဆက်မှုရှိနေရဟောဒီ creation line နဲ့ ဒီအချုံးလိုပိုင်းတွေကနှစ်ခုကဆက်ဆက်မှုအရမ်းရှိနေအဲ့တော့တို့ကကိုယ့်တက်ကတော့နှစ်ခုလုံးစီပြတာဖြစ်တဲ့လက်ရှိမှာတော့နှစ်ခုလုံးနေပါတယ်ပေါ့နော်ကိုယ်ပိုင် brand အနေနဲ့လည်းကျွန်တော်လည်း manage ထုတ်ထားတယ်အဲ့တော့ဒီ brand ကိုလည်းပို့ပြီးတော့အဲ creation တွေကတစ်ခုတစ်ခုပြတ်တော့တောင်းနေပေါ့နော်အဲ့တော့ဒီဇိုင်းကိုလည်းပြီးမှလည်းပြီးမှပြီးရဲ့အတူတူ brand ကိုလည်းပို့ပြီးတော့ ဘယ်မလို့တောင်းပါဘူးเนาะအကိုကညည်းရဲ့ပုံစံကိုလေ့လာလိုက်တော့ညီကိုယ်တိုင်ကအရင်ကပကြီဆွဲရလို့ပြောတာပေါ့เนาะပကြီဆွဲတဲ့အဲ့ဆိုလို့ရှိရင်ဒီ stylist ကဖြစ်ဖို့ကပကြီဆွဲတက်တဲ့လူမှဖြစ်နိုင်မှာပါเนาะပကြီမဆွဲတဲ့လူကဖြစ်နိုင်မှာအဲ့ဒါဒီ ဟုတ်အာစတိုင်းတယောက်ဖြစ်ဖို့တကဒီဆိုတဲ့ဆရာမလိုပါဘူးအဓိကတော့စတိုင်းတယောက်ကဖြစ်ဖို့အရာဒီ creative thinking လိုပါပေါ့နော်ဒီ fashion တွေအမြင်ရှိရမယ်အယောင်တွေကိုလုံးဝအဆက်အောင်သုံးနိုင်ရမယ်ဒီ fashion အမြင်တစ်ခုရှိနေကိုဒီ style ကိုလေ့လာလို့ရရပေါ့နော်အော်လေ့လာမှုတွေအောင်အများကြီးရှိရပေါ့သူ့အပိုင်းနဲ့သူ network network တွေလူတွေနဲ့ဆက်ဆံရအရာတွေသိချင်ရအရာအများကြီးရှိရပေါ့နော်အော်အဓိကတော့ style လုပ်ရှင်နေဆိုရင်တော့ဒီဒီ fashion ဘိုင်းနဲ့ပတ်သက်တဲ့အရာတွေ creation လုပ်နိုင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့တော့အရာအလုံးကကြတော့ပုံသေးတော့မရှိဘူး သူ့အိမ်ကိုခက်ခဲအများရောရှိရဲလေးလာရင်တော့ဖြစ်တော့မှာပေါ့နော်။အဲဆိုမြေဆိုလို့ရှိရင် fashion designer ဆိုတဲ့အဲခေါင်းကတစ်ခုပေါ့အခက်ခဲတာတစ်ခုရှိရဲနောက်ပြီးတော့ stylist ဆိုတဲ့ခက်ခဲတာတစ်ခုရှိရဲဘာအင်းတစ်ခုလုံးကဟောသူ့ရဲ့ balance ကိုမျှနေအောင်ဒီကိုယ်ရောက်ဘယ်လိုထိန်းသိမ်းလဲ။အော်အော်ဗလန်ညနေရဘူးသင်လဲဆိုကျွန်တော်ကအရင်ဆောက်လုပ်တဲ့အရာဒီဇိုင်နာလုပ်တဲ့လုပ်ခဲ့တာဆိုနောက်ပိုင်းကျမှဒီ style လေးကိုလုပ်ခဲ့တဲ့အခါကျတော့နှစ်ခုကပဲပြားနေတယ်။အဲ့တော့နှစ်ခုကဘယ်လိုထိန်းသိမ်းလဲဆိုတော့ကျွန်တော်က ာခုလုံးကဆက်ဆက်ကျွန်တော်တကဆက်ဆက်နေရအစတန်ရဲ့အပိုင်းမှာကြောက်ဒီ customer ရဲ့ ਨੇ version နဲ့အရာကိုလိုမျိုးကျန်တဲ့မှုရအောင်အပြည့်အဝပေးရဲ create လုပ်ရတာခါကြောက်အဲ့ရမှာလိုမျိုး communication မှာရမ်းလိုရဲဘယ်လိုမှ customer ကို service ပေးရဲခါကြောက်သူတို့ကျန်တဲ့မှုအပြည့်ရှိအောင်သူတို့ကျန်တဲ့ point ရောက်အောင်ဟိုနိုင်ငံတကာနဲ့ မြန်မာတန်းလို့ရအောင်လို့ရှုပ်တယ်အန်ဂယ်ကိုလုံးဝကိုကလိလာရတယ်ပေါ့နော်အချောင်းမှာနိုင်ငံမှုပြေးကြည့်ရတယ်ကိုရဒရမာကြီးကြည့်ရအဲ့တော့ဒရမာဘောင်းဆိုအမှုပညာနဲ့ပတ်သက်တဲ့အရာတွေကိုလက်ပတ်ကြည့်နေရတာဖြစ်တဲ့အတွက်ဒီ style ဘက် style ဘက်မှာတော့ creation တော့ပုံများပါဗောနော် designer ဘိုင်းကကြတော့ဘာဖြစ်လာ designer ဘိုင်းကကြတော့ကျွန်တော်လိုချင်တဲ့အရာတွေကိုအရအောင်ထုတ်နိုင်ရအောင်ဥပမာဟို design ဆက်ဆက်ပြရရရှိရယ်ပုံမှန် design ရှိရယ် designer နဲ့ပတ်သက်အရာကြောင့်လေ့လာမလို့မစုံတစ်တလုံးနဲ့စုံလာမှာမဟုတ်ဘူးဟိုတစ်ကဘာလုံးမှာလို့ twin chain နဲ့ design တွေရှိရဖြစ်တဲ့အတွက်ကျွန်တော်ကလေ့လာစရာဖြစ်နေရပါဗောနော်အမြင်နဲ့ကျွန်တော်လည်းအခုလေ့လာနေပါဗောစူးစမ်းစရာဖြစ်တဲ့အတွက်တနေ့မဟုတ်တနေ့တော့လေ့လာနေရပါပဲအမြင်နဲ့တော့ ဟိုတင်းနေသွားတော့မရှိဘူးဒီဇိုင်နာကလူတွေမှာဝက်စားတဲ့ဝက်စားတွေကဟိုဥမာပြောရင်ဘောင်းရဲ့အင်ဂျင်ပဲရှိရတော့ဒီနှစ်ခုကိုကျွန်တော်က creation လုပ်နေတာဘယ်နာကတူတယ်ဒီနာကတူအပပက်လဲလို့စုံတောင်းစင်နေအောင်ဒီဇိုင်းလုပ်သွားဖြစ်တဲ့အတွက် limit တော့မရှိဘူးပေါ့နော်ဇိုင်နာအနေနဲ့အကြောင်းဟောနှစ်ခုလုံးတစ်ခါကြာကျွန်တော်ဘက်ကအစီအမေတော့ဆိုရမယ်ပေါ့နော် stylist ဆိုတဲ့အပေါ်မှာမြန်မာဒီလောက်မှာမြန်မာတွေအနေနဲ့ပေါ့နော် stylist ဆိုတဲ့ကနေကအရင်ရင်းနှီးမှုရှိနေကြဘူးလို့သွားမြင်တော့ fashion designer ဆိုတဲ့ဟာကတော့မှဂျင်းနီလာနဲ့တိတ် နှစ်ကာလမကြာသေးဘူးလို့ပြောလို့ရတယ်ဗောနအဲ့ဒီအချိန်မှာမှတခါခုလူငယ်တွေက stylist ဆိုတာလေးပေါ်လာတယ်အရင်တော့ကဆို stylist ဆိုတာမျိုးက vegan နာမှာမှမရှိခဲ့တဲ့အချိန်ကရုပ်ပြပေါ်လာတယ်ဆိုတော့ဒီ stylist နဲ့ပတ်သက်ပြီးတော့ဒီအခုမြန်မာပြည်နဲ့ဘယ်လောက်တိုင်းကဒီနားလေသွားပြီးလို့ကျင်မဲပါနော်ဟုတ်ကဲ့ အော်ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်လောက်တာကိုယ်နေကြွားရင်ကျွန်တော်လောက်တဲ့လေရမ်းမကြသေးဘူးခုမှအရန်လူတွေပေါ့နော်ကျွန်တော်ကအရန်ပြောရင်လည်းတခြားလူတွေတော့လည်းသူတခုအဆင်ပြေဖြစ်မှလည်းဆိုရယ်အော်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ starling ဘိုင်းကို twinger ရဲ့ပေါ်ရန်ဝန်တာရယ်အော် starling တရားဘိုင်းလောက်ရတော့သူရဲ့ focus ကောင်းနေမှာ creative တွေအရန်လောက်ရရယ်ဆိုတာတိရာပြတ်တယ်ပြောလုံးဝ dimension နဲ့ရင်ပေါင်တန်းလာအဲ့လိုအဲ့တော့ viewer ရာစာ editor ရာစာအလုံးဝဒီသေးကြလာအဲ့လို angle ရှိရတာကြလုံးဝ နည်းနည်းလှလှလာပြီပေါ့နော်ရှုရရှုရလုံအောင်အမိုက်စားရဖြစ်လာတာအဲ့ဒီအတွက်လည်းကွာဝမ်းတာအများကြီးအများကြီးရှိနေပို့ပြီးတော့ဒီမနိုင်ငံအတူဘီယိုလောကရေရုပ်ရှင်လောကရေပို့ပြီးတော့ကောင်းမွန်လာမယ်တော့ထင်တယ်ခုနောက်ပိုင်းမှာလည်းရုပ်ရှင်လောကရေမှာလည်းဒီ Starlink ကလည်းအခက်ခဏတစ်ခုနေပါလာပြီဟော TV စီးရီးတွေကြော်ညာတွေမှာလည်း Starlink ကလုံအောင်ကန်နာတစ်ခုနေပါဝင်လာဖြစ်တဲ့အတွက်အာကျွန်တော်တို့အရင်ဝမ်းတာပါပေါ့နော်ကိုလည်းလုံနေတာတွေ့တွေ့ကိုလောက်ရတာလည်းအញ្ញံကြော်ပါတယ်ခုကကိုတိုင်းသဘောကျပြီးတော့ဟိုပါပေါ့နော်လေးလာဖြစ်ခဲ့တဲ့အရှိအစင်း Stylist တွေရှိခဲ့တာဟောလေးလာဖြစ်တဲ့ တန်ဆန်းလေးရောက်ခင်မနိုင်ငံမှာထိတ်တန်းဖြစ်နေတဲ့ဆိုရောလိလာဖြစ်တာလို့နော်။ဟိုတန်ဆန်းနယ်မှာလည်းကျွန်တော်လိလာဖြစ်တယ်။လိလာဖြစ်တဲ့အရာမှာဒီဒီက creative ပေါ့နော်။ဥပမာနိုင်ငံသား show ပွဲကြီးရဲ့နိုင်ငံသား show ပွဲဥပမာဟိုတလားတစ်ခါတနေ့တစ်ခါမှာအဲ့လိုပွဲကြီးမှာဘယ်လိုဖြစ်လဲ။ဝတ်တဲ့စားပုံတည်ပြီးတော့အဲ့လိုပေါ့နော်။ idol ရဲ့လို့ဆိုရတော့ အာတည်တံ့တော့မဟုတ်ဘူးဒါပေမဲ့ကိုကလည်း anxiety ဖြစ်တဲ့ခါကျတော့လိလာစေပေါ့နော်လို့ပါပဲအာအရင်တုန်းကပေါ့နော်အခုတို့ဒီမြန်မာရုပ်ရှင်လောကမှာပဲဖြစ်ဖြစ်ဒီအတိုင်းဝိုင်းတစ်ခုမှာဆိုလို့ရှိရင်အာ cast တွေကအရင်ဥစားနေပေါ့အရင်တချို့ဆိုလို့ရှိရင်ဟိုရင်တော့ပြောကြတယ်အာ driver king of the set ပေါ့ဒါပေမဲ့ king of the set တက်တော့မှ cast တွေကပြပြီးတော့မပေါ့မယ်အာ jaipun ဥစားလာပြီးအားကြီးဖြစ်သွားတယ်အဲ့လိုအဲ့လိုမျိုးဖြစ်လာတဲ့အချိန်မျိုးဆိုတော့ stylist တယောက်အနေနဲ့ကော stylist တယောက်အပေါ်မှာအခုခေတ်ဒီ cast တွေက သူတို့ရဲ့ဦးစားပေးမှုကဘယ်လိုရှိလဲပေါ့နီးနီးတို့ဒီ stylist တွေရဲ့အလွမ်းမှုကိုသူတို့လက်ခံတာဒါမို့လို့ရှိရင်သူတို့ကပြောတဲ့ပုံမှာ stylist တွေကပြန်ပြီးတော့အဆင်ပြေလို့ပြန်ပြင်လိုက်ရအောင်ရှိသေးတာပေါ့နော်ဆိုတော့အဲ့တော့အဲ့အိမ်ကတော့အခုရန်ကောင်းနေမှာနော်မတွေ့မှာဖြစ်နေရအရာဆိုတော့အဲ့ဒီဟာရဲ့အဓိက point ကတော့နားလည်မှုပေါ့အဲကျွန်တော်ကအခု point တစ်ခုပုံမှာဒီ shooting တစ်ခုအပ်တယ်ဆိုရင်လက်ခံလိုက်ပြီဆိုတော့ကျွန်တော်ကပြပြီးအများကြီးတွေးရတယ် အဓိကကျွန်တော်တို့ကဒီ service ပေးနေရတာဖြစ်တဲ့အတွက်ဒီ customer နဲ့ကိုယ်နဲ့အားလုံးမျိုးနားလည်မှုရည်ယူရအောင်အဲ့တော့တုံနဲ့ကိုယ်နဲ့ designer ပေါ့ဒီခုနောက်ပိုင်းတော့ခုနောက်ပိုင်းကျတော့ shrink တစ်ခုတင်မယ်ဆိုရင်အားလုံးပတ်ပတ်ဝင်ချက်မှာအများကြီးကစတဲ့တကယ်ဖြစ်မှာ shrink တစ်ခုကျွန်တော်တစ်ခုဖြစ်လာပါဘောเนาะအကောင်လုံးကိုနားလည်မှုရှိရမယ်အကောင်လုံးက communication ပေါ့เนาะ communication ကောင်းရရဲအကောင်ခင်မင်းမင်းနေရရဲဟော collagen တာကိုလည်းဆိုပြောလို့မရဘူးဘောเนาะ collagen နဲ့ညာကိုလည်းကိုပြောချင်တဲ့ညာကို တခြားနားလည်းအောင်ပြောရတယ်။ဟောသူတို့လိုချင်တဲ့ဟာကိုလည်းအကုန်လုံးကကိုယ်လက်ဆန်းနေအနေနဲ့နားထောင်ပေးရတယ်။တခြားနားထောင်ပေးရ။ဟောနားထောင်ပြီးတော့ဒီ customer သူတို့ချင်တဲ့ point နဲ့ကိုယ်လိုချင်တဲ့ point ကိုအေးအေးချမ်းချမ်းဆွေးနွေးရပေါ့နော်။ဆွေးနွေးမှုမှာတော့ဥပွင့်လေးပြောရရင်ကမောက်ကမောက်လည်းရှိကောင်းလည်းရှိမယ်။ရှိရင်တော့မှကျွန်တော်ကလုံးဝကိုက style ဖြစ်တာပြတဲ့အတွက်လုံးဝအဲကိုယ်လုံးဥစားလို့တိုင်းထားရဲ့ show ကိုကောင်းမွန်ဆုံးဖြစ်အောင်လုပ်ချင်တာဖြစ်တဲ့အတွက် လို့ပေါ့နော်နားလည်မနေဘူးအဓိကနားလည်မှုပါပဲဟုတ်ကျွန်တော်အခုကနားလည်မှုပို့ပေးလာကြတယ်ပို့ပေးလာကြအောင်ထည့်စားလို့ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့အဲ့ဒါတော့ငငယ်လေးအဲဘယ်လိုခေါ်လဲ generation တောင်းတော့လေဖြစ်ဖြစ်ပါဘောနော်ဆိုတော့အဲ့လိုယူဆရတာပို့ပြီးတော့ဖြစ်တွေ့ပေးရပါဘောနော်သူလည်းကိုယ်နေရာမှာဆိုရင်ဒီလိုလုပ်ချင်မှာပဲဆိုရဲကိုယ်အရာနဲ့ပေါ်လည်းပြန်ပြီးတော့ဖြစ်ဖြစ်ဖြစ်တွေ့လာပါဘောနော်အဲ့လိုမျိုးအဲ့တော့ဒီ fashion designer တယောက်လုံးတာနဲ့ stylist တယောက်လုံးတာနဲ့ညီမဘယ်ဟာပို့ပြီးအားတက်အားအားတန်သွားလဲဘောနော်ဆိုတော့ဘာကြောင့်အားအိတ်ဘက်ကအားတန်တာလဲ အဲ့ဒီမိကုန်မိကျွန်တော်ကိုလေဟိုတစ်ဘက်ကတစ်ဘက်ကဒီမှာချိုးရှင်ကျွေးပြီးတော့တစ်ဘက်ကကြည့်ရမလားတကြားကျွေးတယ်လို့ပဲအချိုးနှစ်ခုဖြစ်နေတယ်နှစ်ခုတော့ဘယ်လန်းညီပါလဲကျွန်တော်လည်းကအားသာရအားနေချက်တော့မရှိဘူးနှစ်ခုတော့ကျွန်တော်တို့ကအဆင်ပြေနေတာပေါ့နော် အဲ့ဆိုရေရှင်မှာစီးပွားရေးတစ်ခုအနေနဲ့ကျွန်တော်ဒီကဘယ်ဘက်ဘက်ကိုသွားပြီးတော့ဖွင့်ဆဲသွားထားလဲ။ဟုတ်ရေရှင်မှာတော့အဓိကတော့ကျွန်တော်ကရေရှင်မှာသွားဖို့ဆိုရင်တော့ဒီဒီဇိုင်နာဘိုင်းပေါ့နော်။ဟော styling ဘိုင်းကိုကို enjoy ဖြစ်တဲ့အခါကျတော့နှစ်ခုကိုမျှလုံးမယ်။ဥပမာချုပ်ချုပ်ရေဆိုရင်ကျွန်တော်ကိုဒီ designer mode နဲ့ styling အနေနဲ့လာဖို့မယ်ဆိုရင် styling လုပ်လိုက်တယ်။ဟော styling ရှုမှာဆိုကျွန်တော် designer ဘိုင်းကို ဘာဖြစ်ကိုကဇန်နာပါဖြစ်တဲ့အတွက်အကြံပေးရကိုကောင်းလာတယ်ကိုအားသာချက်တစ်ခုကကြောင်းကိုကချုပ်နီးရေကိုတိနေရဖြစ်တဲ့အတွက်တခြားဒီဇိုင်နာတွေတွေ့တဲ့ခါကျရင်ကိုကလိုမျိုးပြောရဆိုတာပိုကောင်းလာတယ်အဲ့တော့ခက်ခဲတဲ့အရာတွေကိုအရင်မလုပ်ခိုင်းတော့အဲ့တော့ရှုပ်တထုပ်မဖြစ်နိုင်တဲ့အရာကိုကတိတဲ့ခါကျတော့ဒီ client ကိုကျွန်တော်ပြောတယ်အော်ဒါကလို့သူ့တခက်ခဲနေမယ်ဆိုတဲ့အရာကိုကျွန်တော်ဖြည့်တွေပေးရပါတော့ကိုကတိုင်းချုပ်နီးချုပ်ဆံတော်တိရဖြစ်တဲ့အတွက်ဒီအရာမှာနားလည်မှုကိုရှိရတော့ကျွန်တော်အဲ့အတွက်ကကျွန်တော်အားသာချက်ပေါ့နော်အားသာချက်တော့ဖြစ်မယ်လို့ထင်တယ်ကျွန်တော်တကယ်တော့ ဆိုတော့ fashion designer တယောက်နေနေဒီ fashion တွေလေးလာတဲ့ခါမှာအခု2025ဆိုလို့ရှိရင်ဘယ်လို fashion တွေကဖြစ်စားနေတယ်လို့ပြောလို့ရတယ်။အော်2025ဆိုရင်တော့ကျွန်တော်အမြင်ပေါ့နော်။အဲကျွန်တော်ညွန်နေဆိုရင်တော့လုံးဝ Eurasian နဲ့ elegant နဲ့ classic တော့ classic ဘက်ကိုတော့ designer တွေ design တွေ classic တွေပြန်ရအောင်ပြန်ရောက်နေရဘူးနောက်ပွဲတက်မယ်ဆိုရင်ဥမာအဓိကဒီဇိုင်နာရေဆိုရင်ကက်တင်တာပဲတော့အင်းညာလုံးကယူရှင်းရှင်းပဲယူရှင်းရုံကကက်တင်ပဲ တော့ကက်ရှက်ပြီးတော့အဓိကကက်တင်ပေါ့နော်ကက်တင်ဖိုကတ်တင်ညာလာတယ်အရင်ရှုပ်ရှက်တွေမသွားတော့အဓိကရှုပ်ရှက်သွားမှဆိုလောကရှုပ်လိုက်ရှုပ်ပြီးတော့ကာလာတွေလောကဆောင်လိုက်အယိုးရှင်းပဲဆိုရင်ဥမာဝမ်းတုံးနေသွားများဝမ်းတုံးနေဥမာဒူလုံးဝမ်းတုံးပေါ့အနက်ဆိုအနက်ဝမ်းတုံးဆိုအဖြော့လောက်ပဲတုံးလာကြပဲဥမာ classic ဘက်ကို classic ပြီးတော့ union လေးကိုတွားတာကိုအများကြီးကိုကျွန်တော်ထင်ပါတယ်ဗောနော်ကျွန်တော်လည်းကတော့ပါပြင်နေလေးတိုက်တော့တိုက်တယ်ဗောနော်ဟုတ်ကဲ့ပါကျွန်တော်ဒီ fashion designer အခုနအနေနဲ့ဒီဒီ trend တစ်ခုလှုပ်လာတယ်ပြီးတော့ညီကိုရင်ကအစကတည်းကလည်း collection ကြီးထုတ်လာခဲ့တယ်ဗောနော်ဆိုတော့ရင်းရှင်မှာရောညီရဲ့ collection ကြီးကဘယ်လို target တွေနဲ့တွားပြီးတော့ဘယ်သူအတူတွေအတွက်အဓိကကြီးလဲကိုကိုရန်ကကျတော့ညီကလက်ရှိမှာဒါလေးလေးဖြစ်နေပြီးတော့အစထုတ်သွားတယ်ဒါလေးဝိစုံကြီးအစထုတ်ခဲ့တာဖြစ်နေတယ်ရင်းရှင်မှာကျတော့ညီရဲ့ collection ရှင်ဒီ ready to wear တွေကတော့ဘယ်ဘက်ကိုသွားမလဲပေါ့အဲ့ဒါကိုသိချင်တာဟုတ်ကဲ့ကိုအဲ့ဒီအတွက်ကတော့ကျွန်တော်ကတော့ဥမာဝင်နေကြရယ်ဆိုရင်တော့စီဝါလောက်တာပေါ့နော်ဝင်နေကြရင်စီဝါလောက်တဲ့လူကြီးတွေကျွန်တော်ကအဲဒူရန်စာ၃မျိုးအတွက်ကတွေးရမှာပဲဒူရန်စာအပေါ်အထန်းတန်းလောအလဲတန်းစာအောက်ရှေ့ဒူရန်စာဆိုကျွန်တော်ကစီဝါတစ်ခုလောက်တာဖြစ်တဲ့အတွက်အဲ့ဒီ၃မျိုးကမဖြစ်မနေတွေးဖို့တွေးရတယ်ဟောကျွန်တော်ကဒီဇိုင်နာတရားသုံးနေတဲ့ခါကျတော့ဥမာပွဲတက်နေဆိုရင်တော့ကျွန်တော်ဒီဇိုင်နာအနေနဲ့ဒီဇိုင်နာဈေးတစ်ခု ရှိရပါဘောเนาะအဲ့တော့ collection တစ်ခုဖတ်တဲ့အခါကျတော့ designer တန်းတော့လို့မရတော့ဟုတ် collection တစ်ခုဖတ်တဲ့အခါကျတော့ကျွန်တော်ဘယ်လိုသွားလဲဆိုတော့ ready to make စီသွားရအဲ့တော့အဓိကသွားတဲ့အရာ river dancer တွေကိုသွားရ river dancer ဥပမာတောင်းနေတော့ဘောเนาะဥပမာ2000 3000နဲ့ဒီဥပမာ outdoor ကိုထွက်လို့ရ design တွေကိုကျွန်တော်စဉ်းစားရအဲ့တော့ကိုယ့်ရက်ကဘာကြံမလဲအများကြီးတွေ့ရဘောเนาะ business လည်းဖြစ်တယ်အလုံးရဖြစ်တဲ့အခါကျအကုန်လုံးကဒီဟိုမှာ အလုပ်လုပ်တယ်ဆိုရင်ဥမာငွေရဖို့ပဲပေါ့နော်ဥမာကငွေစကားမဲ့တူမှုဆိုပေမဲ့လည်းငွေလိုချင်လို့လုပ်နေတာကွာအပွင့်လေးပြရအောင်ဆိုရင်အဲဒါကြောင့်ကျွန်တော်ကကြာတော့လူရဲသားနေတယ်ဆိုကျွန်တော်တို့လည်းကြံအောင်ဝတ်တဲ့လူလည်းပျော်အောင်ရာတင်နေလည်းကြရအောင်အဲလို fashion လည်းဖြစ်အောင်အများကြီးတွေးရပါတော့အဲ့လိုပို့ပို့ပြီးတော့တွေးတော့မိတာပဲပေါ့နော်အရင်တော့ကဇိုင်းနာဆောက်လို့တော့ကကျွန်တော်မှအဲ့လိုသင်ခင်းတဲ့ရမ်းရှိခဲ့တယ်။ဘာလို့ဆိုတော့အဲ့လို ညောမနေမနေဖြစ်လာရဲအဲ့တော့ဒီဒီဇိုင်းရဲ့အကြောင်းလည်းဘာမှမသိတဲ့ခါကျတော့လို့ရှင်နေရအောင်ထွက်တဲ့သဘောပဲခုနောက်ပိုင်းကျတော့ပို့ပြီးတော့တွင်ကျဲတိလာတဲ့ခါကျတော့အများကြီးတွေးတော့လာတယ်အများကြီးတွေးတဲ့အပေါ်မှာအဓိကတော့ လူတွေပေါ့ဗောနော်အဲ့တော့စိတ်ကြံတမ်းမှုရားစီရဲ့အရာနဲ့သူ၃နိုင်နဲ့အမောင့်ပေါ့နော်အမောင့်ပေါ်မှုတည်ပြီးတော့ထွက်ရမှာပေါ့နော်နောက်ပိုင်းခုခုလည်းရှိပါတယ် collection လေးယောက်ျားလေးရော main ပေါ့နော်ကျွန်တော်အကြောင်းအခုယောက်ျားလေးရော main ကိုရအောင်ဆိုအဓိကယောက်ျားလေးဆိုစုနေရစားပေါ့တွားရပေါ့နော်ဒီကောင်ဝတ်တဲ့ digital မျိုးတွေဒါကိုရန်ချုပ်တာချုပ်တာပေါ့ကျွန်တော်ရဲ့ collection ပေါ့ဒီရန်လေးရှာပေါ့နော်အဲ့တော့ဒီမှာကိုရန်ချုပ်တာဖြစ်တဲ့အတွက်အဲ့လိုမျိုး design မျိုးစုံပေါ့နော် national ပုံစံ design မျိုးစုံလည်း ထားလို့ရတယ်ပေါ့နော်ကျွန်တော်လက်ရှိကကျတော့ဟို customize ဆိုလို့ရှိရင်ဒီ suit အမျိုးမျိုးတော့ဒီက customize လုပ်ပေးတယ် ready to wear မှာကျတော့ဒါပေါ့ပေါ့ပါပါတင်တဲ့ဟာမျိုးပြည်စည်းစားပေးတာဟုတ်ကဲ့ဟုတ်ကဲ့အခုဒီတခြားကြည့်ရလူတွေပေါ့ကြည့်ရလူတွေကဒီ professional လောကကိုအပြင်ကနေမြင်ရတဲ့တာမန်လူတောင်နေရဆိုလို့ရှိရင်အဲသူတို့ရဲ့ fashion show တွေ designer တွေ fashion show တွေကြီးကြတယ်ကြီးလိုက်တိုင်းမှာသူတို့ရဲ့ပြောလာတဲ့စကားဟိုအပြင်မှာဝင်လို့မရတဲ့အဝတ်အစားကြီးတွေကိုထုတ်ထုတ်ပြကြတယ်ဘာကြောင့် fashion designer တွေကအပြင်မှာဝင်လို့မရတဲ့ဟာတွေကို runway မှာ ထုတ်ပြရတယ်။အော်အဲ့ဒါတော့လေဒီဇိုင်နာအများကြီးပါလို့အတွေ့အမြင်အများကြီးတော့ရှိမြင်တင်တယ်။ဒါပေမဲ့ကျွန်တော်ကကျွန်တော်အမြင်ပေါ့နော်ကျွန်တော်ကကျတော့တိုက်တယ်။ဟုတ်ဆိုဒီကိုရီးယား fashion ဆိုရင်အရာ free ဖြစ်နေရမှာပေါ့နော်။လူဝင်လို့ဝင်လို့ရတာထက်အဲ့လိုဖန်တီးနေရာကိုကြိုက်တာအဲ့တော့ဖန်တီးဖန်တီးမှုတိုင်းမှာပြောင်းဝဲเสียမှာမလို့အဲ့တော့ ပြန်ဝင်လို့ရတယ်ပဲပြောထုတ်တော့မှာပေါ့နော်အဲ့တော့ပြန်ဝင်လို့ရတယ်တော့ fashion show ပြရဆိုတဲ့အရာကတူမတူတဲ့အရာကိုပြသချင်တာဖြစ်တဲ့အတွက်မတူတဲ့အရာတော့ဖြစ်နေမှာပဲကျွန်တော်မြင်ပေါ့နော်အဲ့တော့မတူတဲ့အရာတွေကိုပြရစိုက်တယ်အဲ့တော့မတူတဲ့အရာကြောင့် designer တို့စက်တက်တာပေါ့မတူတဲ့အရာတွေကိုချုပ်နိုင်လေ designer တွေပုံစံနေပဲ လို့ပေါ့နော်မတူတဲ့အရာတွေကြောင့်ခက်ခဲတဲ့အရာတွေချုပ်နိုင်တယ်ဇန္တာတွေတော့ပညာဇန္တာပေါ့နော်အဲ့လိုပညာဇန္တာလို့ဖြစ်သွားတာပေါ့အဲ့ကြောင့်မဝေးတိုင်းမှာတော့မတူတဲ့အရာဖြစ်တာကျွန်တော်အမြင်အရတော့စိုက်တယ်ဟောမဝေးမှာတော့ review ပဲတော့ထုတ်တော့လေနော်အဲ့ကြောင့်ကျွန်တော်ကတော့မဝေးမှာအဲ့လိုစမ်းကြတဲ့အရာတွေကိုရှောင်းရှောင်းလဲပုံမြင်အရကျွန်တော်ကရရင်စိုက်တယ်ပေါ့နော် fashion designer တယောက်က အချို့တက်ကိုတက်ရမှာလားအဲ့ဒါလည်းသိချင်တယ်လုတ်ထမှာပေါ့ကွယ်ဇန်နာတယောက်ဖြစ်တဲ့အတွက်ကျွန်တော်လုတ်တက်လုတ်ထနေရမှာပေါ့ဇန်နာတယောက်နေနေကျွန်တော်အကုန်လုံးလုတ်ထနေရမယ်မနက်တိုင်းတော့မှဒီ refashion ဘိုင်းနဲ့ပတ်သက်တဲ့အရာတွေကလုံးဝသိမှရမှာပေါ့နော်အဲ့လိုကိုကလည်းသိမှဒီလောကကိုကွာ ခြေဆန်းနိုင်ပါဘောเนาะလုံးဝသိဖို့လိုပါတယ်အဲဒါတို့တချို့ကလည်းဒီ stylist ပေါ့ fashion designer ဖြစ်တဲ့လူတွေရှိတယ်ဆိုတော့နေလဲမကြီးသေးပါဘူးဒါပေမဲ့ဒီတက်ငယ်တဲ့အရွယ်ကြီးတွေမှာလည်းမျိုးအားကျပြီးတော့အခုလိုပေါ့ stylist ပေါ့ fashion designer ဖြစ်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ဘယ်နီလန်းကဘလို့သွားတဲ့နီလန်းကအတူဆုံးနဲ့ကိုယ့်ရဲ့ကြီးမတ်ချက်ပန်းနဲ့အမြန်ဆုံးရောက်နိုင်မယ်လို့ပြောကြားခြင်း ကျွန်တော်အမနိုင်ပြောရမယ်ဆိုရင်တော့အဝမ်းဝေးပဲသွားစေချင်းဝမ်းဝေးပဲသွားနှစ်ခုအရန်ပင်မနဲ့အရန်ပင်မနဲ့ပေါ့နော်ကျွန်တော်ကတော့တကယ်အကြံရပေးရမယ်ဆိုရင်တော့တခုတည်းပဲသွားစေချင်တယ်တခုတည်းကတော့တိတိမိမိပေါက်ပေါက်ရောက်သွားစေချင်တယ်ပေါ့ကျွန်တော်ကကြတော့ဒီနှစ်ခုကလည်းကျွန်တော်ရဲ့ကံတရားဖြစ်ဖြစ်မလားကျွန်တော်ကကိုယ်နဲ့ကြိုက်နာကိုဒီအခွင့်အရေးရတဲ့အခါမှာ လုတ်ဖြစ်သွားရတာကြောင့်ကျွန်တော်တကနှစ်ခုဖြစ်သွားတာ။ဒါတော့သွားစေခြင်းတဲ့လူရတော့ကျွန်တော်ကတော့တစ်ခုရဲ့ပဲသွားသွားစေခြင်းနဲ့အဲ့တော့ဘူလဲပေါ့မြောင်ဟောနှစ်ခုလုတ်တစ်ခါကြာတော့ဘာဖြစ်လာလဲဆိုပရက်ရှာများလာတယ်ပေါ့နော်တချို့ရတယ်ကြာတယ်လို့မျိုးပေါ်ပါရရှိတယ်လို့ဖက်ကင်းရတယ်ရှိရဲ။အော် communication ဘာရောလုံးဝဖြစ်မနေလို့လေဒီလောကရောက်မှဆိုရင်တော့အားလုံးကိုသိခံရတယ်၊နားလည်မှုရှိရတယ်ဟိုဟိုအဓိကတော့သိခံနိုင်ရမယ်ပေါ့နော်။ဒီကံရလည်းမပူကောင်းနဲ့အဲ့လိုကိုပြောချင်တဲ့အရာပဲလို့မျိုးအရင်လှုပ်ရှင်လို့စလှုပ်ရှင်လို့လည်းမရအောင်အကုန်လုံးနဲ့ အဲတင်းတင်းညတာအောင်ညှိပြီးတော့တော့ပူကောင်းတယ်ပေါ့ဗျာအဲ့တော့အကျန်ပဲချက်နေရတော့ဘုံပဲသွားပါတယ်လမ်းပဲသွားတော့ဘုရားကျေးဇူးအများကြီးတင်တယ်ဒီနေ့စကားပြောတာအရင်ကောင်းပါတယ်ဘလဲဆိုတော့ကျွန်တော်တို့မတိရသေးတဲ့ fashion designer တော့အဓိကအထူးပြန်တော့ကျွန်တော်နဲ့ကျွန်တော်ရဲ့ဒီ YouTube channel ကျွန်တော်ရဲ့ Facebook page ကိုအားပေးကြတဲ့ပရိသတ်တော်များများမတိသေးတဲ့အကြောင်းအရာတွေအများကြီးဒီနေ့မှထိုင်နေတည်သွားမယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးတော့ တကယ်လည်းဘူးပြလိုက်ရပါတယ်ဆိုလို့မသိရသေးတဲ့အကြောင်းအရာတွေအများကြီးသိရတယ်ခုနလူငယ်တွေအတွက်လည်းနောက်သူဆက်လာမယ့်လူငယ်တွေအတွက်လည်းလမ်းညွှန်မှုအစ်တတွေအများကြီးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးပါဘာလို့လဲဆိုတော့ဒီ service industry ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ထင်တာ stylist တို့ fashion designer တို့ဆိုတာ on the top ပေါ့နော်သူတို့အရင်ဘယ်လိုခေါ်လဲအပေါ်မှာပဲနေရပြီးတော့ကျွန်တော်တို့ကဖားရနေရတကယ်တမ်းသူတို့မှလည်းသူတို့ client တွေကိုလိုက်ရောရတာဒီလုပ်ပေးရတယ်အများကြီးရှေ့ပါပေါ့အကန့်အများကြီးရှေ့အဲ့ဒါကိုကျွန်တော်တီးလိုက်ရတယ်ဆိုတော့အာကျေးဇူးအများကြီးတင်တယ် ျွန်တော် podcast လို့လည်းနှစ်သက်သဘောကျမယ်လို့ယုံကြည်ပါတယ်ပြီးတော့ဒီဟာညံထက်ပေါ့နော်ကျွန်တော် designer ဒီဟာညံထက် stylist ဒီဟာညံထက်လေးဖြစ်တယ်ဒီဟာညံထက် creation ဆိုရဲ collection တွေကိုလည်းထုတ်နေတဲ့အညီလေး designer လည်းဖြစ် stylist လည်းဖြစ်တဲ့ညီလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ပြောပါအောင်တစ်ခုခုနှိမ့်ဆက်ဆိုတာ ။ဟောဒီအစီအစဉ်ကိုကြည့်ရှုပေးရလို့အားလုံးကျေးဇူးတင်ပါတယ်။ဟောကျွန်တော်အနေနဲ့ကျောင်းစီမှာရရှိနိုင်တဲ့အရာရတော့ယောက်ျားလေးယောက်ျားလေးအင်ကြီးမိန်းကလေးအင်ကြီးလုံးဝအဲစူပါမချန်ဒီ wedding dress ပါအကုန်ရရပေါ့နော်။ထမသိန်းလုံးဝရတာဖြစ်တဲ့အတွက်ဘာရောအညာလို့ရပါရဲ့ပေါ့နော်။ဒီစုံရလေပြီးခဲ့တဲ့အကယ်ဒီပေးပွဲတော့လည်း ့ဒီဇိုင်းတော်တော်များများအနည်းငယ်ချင်းတော်တော်များများနေပြီးအနည်းငယ်ချင်းတော်တော်များအတွက် stylist လုပ်ထားပြီးဆန်းထားပေးပါရယ်ပေါ့နော်ဟုတ်လက်ရှိမှာလည်းကိုစွန်ညာတွေပါတယ် style လုပ်ပေးရယ်အဲအင်ဂျင်လေးချုပ်ပေးနေတာဖြစ်တဲ့အတွက်လည်းအညာလို့ရပါတယ်ဟောအရင်လည်းဈေးမကြည့်ပါဘူးပေါ်ပါလေးနဲ့လာလို့ရပါတယ်ပေါ့နော်စွန်ညာရယ်ပါဟုတ်ကဲ့